အားလုံးပဲမင်္ဂလာမြတ်ဖို့ဖို့ AC channel ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှဆိုလို့ရှိရင်ကျွန်တော်နီးပြည်ကြီးအာနီစလော်ရဲ့ဒီ plug controller ကပြောခဲ့တဲ့ဒီစကားတချို့ရဲ့နောက်ပြီးတော့ကျွန်တော်တို့ဒီလက်ရှိကစားသမားတွေရဲ့ injury စီးရင်လေးတွေကျွန်တော်လာရောက်ပြီးတော့ဝင်မြပေးခြင်းဖြစ်ပါတယ်ညာအဲ့တော့ကျွန်တော်တို့အရင်ဆုံးဒီနီးပြည်ကြီးအာနီစလော်ရဲ့ဒီကျွန်တော်တို့တရင်းစာရှင်းလင်းပွဲမှာသူဘယ်လိုပြောခဲ့လဲဆိုတော့ကျွန်တော်တို့ဒီလက်ရှိပေါ့လေဒီ သတင်းတော့ကမေးတာအလက်ဇန္ဒားအီစန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါသူ့အနေနဲ့ဟိုပြန်ပြီးတော့ဒီ CD နဲ့ပွဲမှာပြန်လာဖို့အဆင်သင့်ဖြစ်ပြီလားဆိုပြီးတော့ကျွန်တော်တို့ဒါသတင်းတော့ကမေးတဲ့အခါမှာတော့ဒီနီးပြိုင်အန်ဒီစလောကျွန်တော်တို့ဒီသုံးဘက်ကြာပြီးတဲ့နောက်ပေါ့လေသူ့အနေနဲ့ဒါအသင်းနဲ့ပထမဆုံးချိန်လေ့ကျင့်ခန်းဆင်းမှာပါတဲ့ပြီးတော့ဒီကျွန်တော်တို့သူ့ရဲ့ဒီယာဒီအချိုပေါ့လေဒီယာဒီကုံဆုံးသွားပြီဆိုပြီးတော့လွန်ခဲ့တဲ့သုံးဘက်ကသူပြောခဲ့တာကိုကျွန်တော်သိပါတယ်တဲ့အခုတော့တဲ့သူဘယ်မှာရှိနေလဲဆိုတော့ကြည့်ရမယ့်အချိန်ရောက်ပြီတဲ့ဒါပေမဲ့ ခမကပြန်လဲထူထောင်ရင်းနေတာ၃ဘက်ဒါရှိတော့မယ်ဆိုရင်လည်းအဲ့ဒါကိုလည်းလွန်ခဲ့တဲ့၃ဘက်လောက်ကသူအဆင့်ကိုဒါပြန်မရောက်နိုင်သေးဘူးဆိုတာကိုကျွန်တော်တို့သိရမယ်ပေါ့ဒီဒါပေမဲ့လည်းကျွန်တော်တို့ရဲ့ဒီပြန်လဲထူထောင်ရေးအသင်းကလည်းမြုံနိုင်လောက်ဆရာကောင်းတဲ့ဒီအလုပ်တစ်ခုကိုလုပ်နေပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့အသင်းနဲ့ဒီဘောလုံးပွဲတွေဒါမှမဟုတ်လေ့ကျင့်ခန်းအစီအစဉ်တွေနဲ့ပြန်လဲကုသတာကိုလည်းနှိုင်းရှင်းလို့မရပါဘူးလေအဲ့ဒါကိုကျွန်တော်တို့ဒါပုံတူကူဖို့စူးစမ်းတော့ဖြစ်နိုင်ပါတယ်တဲ့ ဒါဆိုရင်ねငါတို့သူ့ကိုတဲ့အချိန်တစ်ခုထပ်ပြီးတော့ဟိုအချိန်တစ်ခုထပ်ပြီးပေးရအောင်မှာဗောတဲ့ဆိုပြီးတော့ဒါလဇနာအီဆန်နဲ့ပတ်သက်ပြီးတော့နိပြိုင်အန်ဒီဆိုလို့ပြောခဲ့တာဖြစ်ပါတယ်ပြီးတော့ဒီကျောအလီစင်ဘဂါနဲ့နောက်တော့ဒီဂျယ်ရမီဖရင်ဘောင်နဲ့ပတ်သက်ပြီးတော့လည်းသူ့အနေနဲ့ဒါထပ်ပြီးပြောသွားသေးပါတယ်သူတို့ကတော့ဒီနိုင်ငံတကာပွဲစဉ်တွေပြီးလောက်မှပြန်လာနိုင်လိမ့်မယ်ဆိုပြီးတော့ဒါပြောကြားသွားရလဲဖြစ်ပါတယ်အဲ့တော့ဖရင်ဘောင်ဆိုလို့ရှိရင်လည်းဒီဖရန်ဘတ်နဲ့ပွဲမှာပဲသူ့အနေနဲ့ဒါမိနစ်အစောပိုင်းမှာနေတန်ရရလို့ဒီကိုနာပတ်လီနဲ့ ျွန်တော်တို့ဒါလဲခဲ့ရတာဖြစ်ပြီးအထက်ကဒီနောက်ပိုင်းပွဲစဉ်တွေမှာလွဲချော်ခဲ့တာဖြစ်ပြီးတော့နောက်ထပ်ဒီအလစ်ဇင်ဘဂါဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဂါတာစီနဲ့ပွဲထဲရပါလေဒါ injury ပြဿနာနဲ့အခုချိန်ကြီးဒါနားနေအနားကြီးနေရဖြစ်ပြီးတော့ဒါနီးပြိုက်အန်နီစလောကတော့တို့အနေနဲ့တို့နှစ်ယောက်ကတော့ဒီနိုင်ငံကပွဲစဉ်တွေပြီးမှပြန်လာနိုင်လိမ့်မယ်ဆိုပြီးတော့ပြောထားပြီးတော့ဒီအလက်ဇန္ဒားအီဆက်ကတော့အခု၄ချင်းရေး ဆင်းဆင်းနေပြီဆိုပြီးတော့ဒါပြောကြားသွားခဲ့တယ်ပေါ့လေဒါပထမဆုံးအတင်းနဲ့လာပြီးတော့လေ့ကျင့်ရေးပြန်ဆင်းနေပြီဆိုပြီးတော့ပြောကြားသွားခဲ့တာလည်းဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့ဒီနိပြိုက်အာနီစလောဆိုလို့ရှိရင်ဒီမန်စီနဲ့ပွဲနဲ့ပတ်သက်ပြီးတော့ပေါ့လေဒါငါတို့ဒီတသမှတ်တဲ့ဇတိုက်လုံးပြနိုင်ရမှာပါတဲ့ခက်ခဲတာကားတဲ့ငါတို့ဇတိုက်လုံးပြနိုင်တာလေဒါရှုံးတာပဲဖြစ်နေရတဲ့ငါတို့မှတ်မှန်ကန်ကန်နဲ့ဇတိုက်လုံးပြပြီးတိုးတက်လာဖို့လိုပါတယ်ဝေကွင်းမှာပွဲတိုင်းခက်ခဲပါတယ်တဲ့ဒါအိမ်ကွင်းလဲ ခက်ခဲပေမဲ့အဝေးခွင်းဆိုတာကတော့မလွယ်ကူပါဘူးတဲ့ပြီးတော့ဒါ DRD ငါတို့ရှုံးပွဲတွေကလည်းအဝေးခွင်းတွေမှာများနေတယ် CD ကလည်းဒါစိတ်ဝင်စားစရာပွဲတစ်ပွဲပါပဲတဲ့ CD နဲ့ဒါတွေးဆုံမဲ့ပွဲရတယ်ပြီးတော့တူးချင်းစွမ်းဆောင်ရည်အများကြီးနဲ့အတူဒီပွဲစဉ်ကအများတန်းစောက်ကြည့်ဖို့ထိုက်တန်ပါလေလီဗာပူးနဲ့ဒီမန်စီးတီးရဆိုလို့ရှိရင်ကျွန်တော်တို့ဟတ်တူရဲ့ထိတဲ့တွေးဆုံမှုတွေမှာ6အ10ချိန်6ချိန်လောက်ထိကိုတဲ့ဒါမျောလင်းထားလို့ပွဲကောင်းပွဲလည်းဖြစ်ပါလေဒီလိုအချိန်မျိုးမှာရတာ အချိန်ဆွဲတိုက်လည်းမရှိလီဗာပူးနဲ့ဒီမန်စီးတီးကိုပေါ့လေဒါပြောမယ်ဆိုလို့ရှိရင်အချိန်ဆွဲတိုက်ပိုင်းလည်းမရှိဘူးဒိုင်းလူကြီးနဲ့ပတ်သက်သူပြောချင်တာနေမှာပြီးတော့ဒီပွဲကောင်းတကောင်းပွဲကောင်းတပွဲဖြစ်လာမှာပါတဲ့ဆိုပြီးတော့ဒီလိုပုံစံမျိုးလက်တာပြောကြားသွားခဲ့ပေါ့လေလက်ရှိကတော့ဒီနီးပြိုင်အာနီစလော့အနေနဲ့ပြီးခဲ့တဲ့ရဲမထွန်းတဲ့တုန်းကလည်းသူ့အနေနဲ့ဒါရဲမထွန်းကိုပထမရာသီရလဲဒါချန်ပီယံလိလီဗာပူးရဲ့အိမ်ခွင်မှာပဲတွေ့တဲ့အချိန်မှာဒါကလင်းရှင်းတဲ့2-0ဆိုတဲ့ရလက်နဲ့ နိုင်ယူခဲ့ပြီးတော့ဒါရီရဲနဲ့တွဲဆုံမှတ်တမ်းမှာဆိုလို့ရှိရင်လည်းနှစ်ကြိမ်တွဲနှစ်ကြိမ်လုံးသူနိုင်တယ်ဒီပြိုင်ဂျာဂျင်ကလော့လက်ထက်ကကျွန်တော်တို့မနိုင်ခဲ့တဲ့ရီရဲတော်မှာဒါသူ့အနေနဲ့နှစ်ပွဲလုံးရလက်ကောင်းစွမ်းဆောင်ထားနိုင်တယ်ဗောလေအဲ့တော့လီဗာပူးရဲ့အိမ်ခွင်းဖြစ်နေပါစေရောသူ့အနေနဲ့ဒီကျောင်းမဆိုဆန်းဗောလေလက်လက်ကီးဗောလက်ကီးတစ်ခုရှိနေတာကိုကျွန်တော်တို့တွေ့ရအဲ့လိုပဲကျွန်တော်တို့ဒါ CD နဲ့ဒီပြီးခဲ့တဲ့ရာသီမှာဟတ်တူကဒီ ပက်ကွာယူလာနဲ့ဒီနီးပြည်ကြီးဒီအာနီစလော့နဲ့တွေ့ဆုံခဲ့တဲ့ဒီနှစ်ပွဲလုံးမှာဆိုလို့ရှိရင်လေဒါကျွန်တော်တို့အိမ်ခွေအဝေးခွေ 2C 2C ဆိုရဲရလာနဲ့ clean sheet လေးရတာတယ်နိုင်လဲနိုင်တယ်အဲ့တော့သူ့ရဲ့ဒီ CD နဲ့တွေ့ဆုံခဲ့တဲ့မှတ်တမ်းကလည်းကောင်းတယ်ဗောလေဒါလီဗာလီဗာပူးအသင်းနဲ့ဒီသူ့အနေနဲ့ဒါရဲရောက်ချင်းပဲ CD နဲ့နှစ်ချိန်တွေ့ဆုံမှာနှစ်ချိန်လို့ကျွန်တော်တို့အနိုင်ရလောက်ပေါ်ဆောင်ထားနိုင်တယ်အဲ့တော့ဒီချိန်တွေ့ဆုံမှုမှာလည်းသူဘယ်လိုပုံစံမျိုးနဲ့ဆက်ပြီးတော့ ဒါအသင်းကိုမောင်းနှင်သွားမလဲပြီးခဲ့တဲ့ဒီပွဲစဉ်တွေတုန်းကလိုမျိုးပဲရလက်ကောင်းမလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်လက်ရှိဒါ injury စင်းနေရတော့ကျွန်တော်တို့အလဇနာအီဆက်ကတော့ဒါသူ့အနေနဲ့လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ဟိုနီးပြအာနီဆိုတော့ပြောရတယ်နောက်ပြီးတော့ frame bound နဲ့ကျွန်တော်တို့ listen ဘက်ကတော့နိုင်ငံကပွဲစဉ်တွေပြီးလောက်မှပြန်လာလိမ့်မယ်ဆိုပြီးတော့သူ့အနေနဲ့ပြောကြားသွားတာလည်းကျွန်တော်တို့တွေ့ရပါတယ် အခုကတော့ဒါလီဗာပူးနဲ့ပတ်သက်ပြီးနောက်ဆုံးရသတင်းတွေကျွန်တော်ဒီလောက် live share လုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ပြောရတဲ့မှာလိုအပ်တာများပါသွားခဲ့ရင်လည်းနားလည်ပြီးတော့လည်းမြစ်တက်ရခံပါရခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်